ရှတ်ကင်ဤကောင်းကြီးမင်္ဂလာအဖြစ်ဖြစ်တက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏6ရက်17လ2025ဇာတာပတိနေ့ဝိညာဉ်ရေးရ၌အစဉ်အမြဲတည်ရှိပါပေတရုသည်ထိုပြတဲ့ယူပါယုံကိုစင်ကျင်၍နေစဉ်တွင်ဝိညာဉ်တော်ကကြည်ပါလူ၃ယောက်တို့သည်တင့်ကိုရှာကြ၏ ဓမ္မနောဝတ္ထုအခန်းကြီး30အငယ်19ခရိယန်တဦးအနေဖြင့်တင်တီဝิญဉျင်ရေးရာတွင်အမြဲနိုးကြားနေရမည်သူမဟုတ်လျင်တင်တီဖျားပကတိဤနိုးစော်ချက်များကိုတတိပြုနိုင်မည်မဟုတ်၍တင်တီဝิญဉျင်တော်ဤအတန်ကိုပိုင်းခြားသိမြင်ရန်ယုံကံရနိုင်ပါသည်ဝิญဉျင်အောင်နိုင်ခြင်းဤအရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာသရှင်သောဝိညာဉ်တော်ဤဥဆောင်လမ်းပြခြင်းခံရခြင်းဖြစ်ပြီးထိုအရာအတွေ့တင်ဤဝိညာဉ်သည်နိုးကြားထမြက်နေရမည်တမန်တော်ဝတ္ထုအခန်းကြီး30တွင် ပေတရုနှင့်အတူလှပသောပုံဥပမာတစ်ခုကိုကျွန်ုပ်တို့တွေ့ရသည်သူသည်ဆုတောင်းရန်အပေါ်ထပ်သို့တက်သွားရာဆုတောင်းနေစဉ်ဘဝင်ကြကား ကောင်းကင်မှယူပါယုံကိုမြင်ခဲ့ရသည်မတတ်ရှင်းသောတရိษံမျိုးစုံဖြင့်ဆင်းသက်လာသည့်ခြုံတဲတစ်ခုကိုမြင်လာရသည်ထို့နောက်ပေတရုသစာလောဟုအတန်တစ်ခုကမိန်တော်မူသည်တမန်တော်ဝတ္ထုအခန်းကြီး10အငယ်73ဤသို့ဖြစ်သည်မှာ၃ချိန်ရှိခဲ့ပြီးထို့အချိန်တွင်ပေတရုကိုခေါ်ဆောင်ရန် သူဤငေသား၃ယောက်ကိုစေလွတ်ထားနေပြီဖြစ်တော့ယောမစစ်သူကြီးကောနေလိဤကေတင်ချင်းအတွက်ပေတရုဤအာယုံစူးဆိုင်မှုကိုရရှိစေရန်သခင်ဖယားကကြိုးပမ်းနေသည်မှာရှင်းလာပါသည်ထို့နောက်တမချန်းစာကတမန်တော်ဝိထုအခန်းကြီး30အငယ်18မှ20တွင်ပေတရုသည်မိမိညင်ရသောပြတဲ့ယူပါယုံကား အဘယ်သို့ဆိုလိုသနည်းဟုတွေးတောဆင်ခြင်၍နေစဉ်တွင် ကော်နီလိစေလွတ်လိုက်သောသူတို့သည်ရှီမုန်အင်ကိုမေးမြန်းရှာဖွေ၍တကားရှိမှရက်ရက် ပေတရုအမည်တကိုရသောရှီမုန်သည်ဤမှာတဲနေပါသလားဟုမေးမြန်းဟစ်ခေါ်ကြ၏ပေတရုသည်ထိုပြတဲ့ယူပါယုံကိုဆင်ခြင်၍နေစဉ်တွင်ဝိညာဉ်တော်ကလူ၃ယောက်တို့သည်တင့်ကိုရှာကြ၏ ထား၍စင်လော့တွေးတောခြင်းမရှိဘဲထိုသူတို့နှင့်လိုက်သွားလော့အကြောင်းမူကားထိုသူတို့သည်ငါစီလွတ်တော်သူဖြစ်ကြသည်ဟုမိန်တော်မူ၏တန်ရှင်သောဝိညာဉ်တော်သည်ပေတရုအားထိုကဲ့သို့ကြိုတင်တွေးဆရန်မလိုအပ်သောရှင်းလင်းသည့်လမ်းညွန်ချက်များနှင့်ညွန်ကြားချက်များကို ပေးဆောင်ခဲ့ပါသည်သို့တော်ထိုအရာဖြစ်ပျက်နေစဉ်ပေတရုသည်ဆုတောင်းနေသည်ကို တတိပြုပါရလက်အနေနဲ့ယောမတတ်မှုကော်နေလီနဲ့သူဤအိမ်သူအိမ်သားအလုံးသည်ကဲတင်ခြင်းနှင့်တန်ရှင်သောဝိညာဉ်တော်ဤဖြစ်တင်ခြင်းကို ရရှိခဲ့သည်အကယ်၍ပေတရုကမတုံ့ပြန်ခဲ့ပါကမြည်တို့ဖြစ်မည်နီအကယ်၍သူက တုံ့ဆိုင်နေခဲ့ပါကမြည်သည့်အရာဖြစ်မည်နီတင်ဤဝိညာဉ်သည်ဆုတောင်းခြင်း နှုတ်ကပတ်တော်ကိုစင်ကျင်အောင်မေ့ခြင်းနှင့်တန်ရှင်သောဝိညာဉ်တော်နှင့်ဝိတဟာယဖွဲ့ခြင်းတို့၌ကျင်လေခြင်းအပြင်တိမ်မွေ့ပါနှက်ပြီးလိုချာတကြွလာတော့အခါတန်ရှင်သောဝိညာဉ်တော်ဤလမ်းညွန်မှုကိုအတိအမှတ်ပြုရန်နှင့်တုံ့ပြန်ရန်ပုံမူလွယ်ကူလာပါသည်ထ၍လေးလာရန်ကြံပါယောမခန်းကြီး၈အငယ်၁၄ တုတ်တန်ကျန်အခန်းကြီး20အငယ်29တမန်တော်ဝိတ္ထုအခန်းကြီး73အငယ်နေတမန်တော်ဝိတ္ထုအခန်းကြီး71အငယ်ခွန်မ72ဝန်ခံခြင်းကိုအတူတကွခံယူကြပါစို့ချစ်တော်မူသောအဖာကိုရောဤနှုတ်ကပတ်တော်နေဝိညာဉ်တော်အဖြစ်လုံဆောင်မှုအတွက်ယေရှုတင်ပါသည် ကျွန်ုပ်သည်ဝิญဉ္ဇရေးရနိုင်လို့ကြားနေပြီကိုရောဤလမ်းပြဥဆောင်မှုကိုတုံ့ပြန်နေပါသည်ကျွန်ုပ်သည်စိတ်အာရုံများကိုကြော်လွန်ပြီးအလုလုံနေပါသည်ကျွန်ုပ်သည်ကိုရောဤအတန်ကိုမမေ့ပြီညွန်ချချက်များကိုတန်တရာမရှိ ြံကြာခြင်းမရှိဘဲလိုက်နာဆောင်ရွက်နေပါသည်ကျွန်ုပ်သည်ကိုရောဤဝိညာဉ်တော်အားဖြင့်ဥဆောင်မှု၌ဝိညာဉ်အောင်နိုင်သူတယောက်ဖြစ်ပါသည်သခင်ယေရှု၏နာမ၌အာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ဟေပြေအခန်းကြီး9အငယ်17မှ အခန်းကြီး6အငယ်1မှ20ယေရမိအခန်းကြီး48မှ49ကိုဖတ်ရှုဆင့်ခြင်းနှလုံးသွင်းကြပါစို့။နနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး10အငယ်17မှ27 900အခန်းကြီး6ကိုဖတ်ရှုဆင့်ခြင်းနှလုံးသွင်းကြပါစို့။